စဉ်းစားတွေးခေါ်တဲ့ပုံတွေကပြောင်းသွားတယ်။အမှုချက်တွေကပြောင်းသွားတယ်ဆိုလို့ရှိရင်ဒီလူတစ်ယောက်ကလည်းစုံဦးတီထွင်ဖြစ်ဖို့အတွက်ကိုယ့်ဘာသာကို train လုပ်ရတယ်ဆိုတဲ့ဟာမျိုးတွေ့လာတယ်ပေါ့နော်။အော်ဒီဆုံးဒီလိုလုပ်ငန်းရှင်တယောက်ဖြစ်ရှင်နေ သူများမစင်စားမိတဲ့ဟာမျိုးတွေကိုစဉ်းစားချင်တယ်ကွာစုံဦးပြီးတော့လိုမျိုးလုပ်ချင်တယ်ဒီလူတွေကဘယ်လိုမျိုးတွေစဉ်းစားကြရလဲအဲ့ဒါကို Anchor ကနေပြီးတော့တို့ဒီ research တစ်ခု base လုပ်ထားတယ်အဲ့ဒါကလုံးဝစုံဦးတထွင်ယာပေါင်းများစွာကိုသူကဖိတ်ပြီးတော့တို့ရဲ့ကိုယ်ပိုင်အမှုအကျင့်တွေကဘယ်လိုမျိုးတွေရှိရလဲတို့ကဘယ်လိုမျိုးတွေစဉ်းစားတွေးခေါ်ရလဲတခြားလူတွေနဲ့ဘာတွေကွာလဲအဲ့အဲ့ဒီလိုမျိုး research တွေလုပ်ပြီးွားတဲ့ခါကျတော့မှတို့ရဲ့အရလာတဲ့ findings တွေကိုသူကပြုစုပြီးတော့ပေါ့နော်စုံဦးတထွင်နေမှာရှိတဲ့ တူညီတဲ့ personal entrepreneurial competencies လို့ပြောရပေါ့နော်ဆယ်မျိုးထွက်လာတယ်ဆိုတော့အဲ့ဒီ10မျိုးကို तू ကတခြားလူတွေကိုလေ train ကြည့်ရအဲ့တော့ဒီလိုမျိုးစဉ်းစားတွေးခေါ်တဲ့ပုံတွေကပြောင်းသွားတယ်အမှုချက်တွေကပြောင်းသွားတယ်ဆိုလို့ရှိရင်ဒီလူတယောက်ကလည်းစုံတီထွင်ဖြစ်ဖို့အတွက်ကိုကိုယ့်ဘာသာကို train လုပ်ရတယ်ဆိုတဲ့ဟာမျိုးတွေ့လာတယ်ပေါ့နော်အဲ့အဲ့အချိန်မှာအဲ့ဟာကိုလုံးဝ intense training တစ်ပတ်ပေါ့နော်ဟိုစဉ်းငင်ရတယ်အရန်ပင်မန်းနေလုံးဝဟို အရန်ဘလို့တခြားကိစ္စဆိုတာမစင်စားနိုင်လောက်အောင်ကိုဒီလုံးဝ24/7ခုနှစ်ရက် run လိုက်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ခုနှစ်ရက်အတွင်းမှာလုပ်ငန်းတစ်ခုပေါ့နော်အမြတ်ထွက်တဲ့ profitable business model တစ်ခုပေါ့နော်ထွက်အောင်လို့ကျွန်တော်စူးစမ်းခဲ့တယ်အဲ့ဒီ workshop မှာ training ရတဲ့ competency 10မျိုးကိုဒီပြန်ပြီးဝေမျှခြင်းပါတယ် စုံးတွေလုပ်ငန်းရှင်တရားရဲ့ကိုပိုင်ရေချင်း10မျိုးကိုကျွန်တော် personal entrepreneurial competencies ပေါ့နော်အဲ့တော့ PEC PEX လို့ကျွန်တော်အတူကခေါ်ရေပေါ့အဲ့တော့ PEX မှာ cluster က3ခုရှိရေပေါ့နော်အမူချင်း10ခုကို33မျိုးခွဲလိုက်တယ်ပထမဆုံး cluster ကတော့ achievement cluster ပေါ့နော်အဲ့တော့ကိစ္စတစ်ခုခုကိုသူလုပ်ချင်ပြီဆိုလို့ရှိရင်အဲ့တဲ့အမူချင်းနေပေါ့နော်အဲ့ဒါက achievement cluster တွေမှာပါတယ်ပြီးတော့ planning cluster ပေါ့နော်အဲ့တော့တစ်ခုလုပ်ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးတွေ season နဲ့ဘာညာ season နဲ့အပိုင်းမှာ သုံးတဲ့အမှုကျင့်နေရှိရပြောလို့ရှိရင် power cluster တခြားလူတွေကို influence လုပ်တဲ့ခါကြလို့ရှိရင်သုံးတဲ့အမှုကျင့်နေရှိရအဲ့တော့အဲ့လိုမျိုး cluster သုံးမျိုးရှိရဆုံးဒီ twin strategy နဲ့ပတ်သက်ပြီးတော့နောက်ထပ်လည်း sharing တွေလုပ်သွားပြီးမှဆိုတော့ like and subscribe လုပ်ပြီးတော့စောင့်မျှော်ပေးကြအောင်နော်